ိုင်းမြန်မာနယ်စပ်မဲဆောက်မြို့မှာမြန်မာနိုင်ငံသားတွေကြုံတွေ့နေရတဲ့ပြဿနာတွေနဲ့ပတ်သက်ပြီးထိုင်းဆိုရကအမျိုးသားညီညွတ်ရေးဆိုရ NUG ကိုတရားဝင်အသိမှတ်မပြုထားတာကြောင့်မြမရေးဆောင်ရွက်ရာမှာခက်ခဲမှုတွေများစွာရှိနေတယ်လို့ NUG ဝန်ကြီးချုပ်ရုံပြောခွင့်ရဥနေဖုံးလက်ကပြောပါတယ်မဲဆောက်မြို့မှာထိုင်းစစ်တပ်ရဲတပ်ဖွဲ့နဲ့လူဝင်မှုကြီးကြပ်ရေးလာဝကတို့ပူးပေါင်းပါဝင်တဲ့တော်မော်လို့လူသိများတဲ့အဖွဲ့ဆောင်က စီမံချက်နဲ့မြန်မာလူမျိုးတွေကိုစစ်ဆေးဖမ်းဆီးနေမှုအပေါ် NUG ဝန်ကြီးချုပ်ယုံပြောခွင့်ရသူကအခုလိုပြောဆိုခဲ့တာပါထိုင်းဆိုရက NUG ကိုတရားဝင်အတိမတ်ပြုထားတာမဟုတ်တော့လုံရကန်ရတာခက်ခဲတွေအများကြီးရှိပါတယ်တတ်နိုင်သမျှတော့ချိတ်ဆက်ကူညီမှုတွေလုပ်နေပေမဲ့အားလုံးကိုမလွှမ်းခြုံနိုင်ပါဘူးလို့ဥနေဖုံးလက်က AR Times ကိုပြောကြားပါတယ် အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ရရှိထားတဲ့အခြေဆက်တွေကတဆင့်ထိုင်းအစိုးရစီကိုအဲ့ဒီအခြေအနေတွေကိုပြောပြပြီးမြစ်တန်ရက်ခန္ဓာတွေလှုပ်ဆောင်နေတယ်လို့လည်း၎င်းကဆက်ပြောပါရယ်လက်ရှိမဲဆောင်မြို့မှာမြန်မာနိုင်ငံသားတွေနဲ့ပတ်သက်တဲ့ဆမ်မလော၃ဘိန်း e-bike battery တက်7ဘိန်းမောင်းနှင်မှုတွေအပြင်စပင်းညက်အလှပြင်ဆိုင်တွေအပါအဝင်နိုင်ငံသားတွေလုံဆောင်ဝင်မရှိတဲ့လုပ်ငန်းတွေကိုတော်မော်အဖွဲ့ကစစ်ဆေးဖမ်းဆီးမှုတွေပြင်းထန်စွာဆောင်ရွက်နေတယ်လို့သိရပါဗျ။ ဒါ့အပြင်ထိုင်းဆိုရရဲ့တရားဝင်အသိမှတ်ပြုအထောက်အထားဖြစ်တဲ့ပန်းရောင်ကတ် CI စာအုပ်လုံဆောင်ထားတဲ့မြန်မာလူမျိုးတွေကိုတောင်လက်ရှိအလုံးနဲ့အလို့ရှင်တထေးမတူညီမှုအင်ဇင်းမတိုင်ကြားမှုစတဲ့အကြောင်းပြချက်တွေနဲ့ဖန်ဆီးနေပါတယ်။အင်ဇင်းမတိုင်ပေးတဲ့အင်ရှင်တွေကိုလည်းဒဏ်ရိုက်တာတွေပြုလုပ်နေတာပါ။ထိုင်းဆိုရဟာ NUG ကိုတရားဝင်အသိမှတ်ပြုထားတာမရှိပေမဲ့ American ပြည်ထောင်စု Washington DC မှာ NUG နိုင်ငံရေးဝန်ကြီးဌာနယုံဖွင့်လှစ်ထားကာ United Kingdom, Australia, ချက်သမရနိုင်ငံ၊အိန္ဒိယ၊ဂျပန်၊တောင်ကိုရီးယား၊နော်ဝေ၊ပြင်သစ်တို့မှ NUG ကိုယ်စားလှယ်တွေခန့်ထားပါတယ်။ဒါ့အပြင်အာဆီယံဖွဲ့ဝင်နိုင်ငံအချို့မှလည်း NUG ကိုယ်စားလှယ်တွေရှိပြီးအရှေ့တီမောမှာတော့တန်မန်ကြီးအဆင့်ရှိသူတူခန့်ပြီးတန်တမန်ယုံဖွင့်လှစ်ထားတယ်လို့သိရပါတယ်ရှင်။